လုပ်ငန်းတစ်ခုမှာအမျက်မရှိပေမဲ့လုပ်ငန်းလက်ပတ်လို့ရနိုင်တယ်ဒါပေမဲ့ဝေသားမရှိရင်တော့လုပ်ငန်းရပ်သွားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကလုပ်ငန်းကမျက်နေပေမဲ့လက်ထက်မှာငွေသားပြတ်နေရင်ဖြစ်တတ်တဲ့ပြဿနာလေးတစ်ခုကြောင့်ဝေမျှကြပါလား ဒီကတော့ကျွန်တော်တို့လုပ်ငန်းငယ်တွေမှာကြုံရတဲ့ပြဿနာပေါ့နော် cash flow လို့ခေါ်တယ်ငွေသားစည်းစိမ်မှုဒီပြဿနာကိုတော်တော်များများကြုံရတတ်ပါတယ်။ဘာလဲဆိုရင်ဥပမာကျွန်တော်စင်းထဲမှာတော့မြတ်နေတယ်ပေါ့။ဒါပေမဲ့တကယ်ကမှကျွန်တော်တို့လက်ထက်မှာငွေမရှိဘူး။လက်ထက်မှာဒီ cash ပြန်နေတယ်ပေါ့။ cash ဆိုတော့ပြန်ငွေသားမှာမဟုတ်ဘူး။ဘာနဲ့မှထည့်ထားတဲ့ငွေကိုလည်းကျွန်တော်တို့က cash လို့ပြောလို့ရပါတယ်။ကျွန်တော်တို့လက်ထက်မှာ cash ပြတ်ပြီဆိုဘာပြဿနာတွေကြုံရနိုင်လဲဆိုတော့စီးပွားရေး investment တွေဆက်ထည့်လို့မရဘူး။ဒါပေမဲ့ကျွန်တော်တို့ပစ္စည်းတွေထုတ်ဖို့လိုနေတယ်။လက်ထက်မှာငွေမရှိဘူးဆိုလို့ရှိရင်ကုန်ကျစရိတ်တွေမရနိုင်ဘူး။ဒီမှာထုတ်လို့မှုအတွက်ကုန်ကျစရိတ်တွေက invest မလုပ်နိုင်ဘူး။ နောက်တစ်ခုကပါရှိလဲဆိုတော့ဒီ supplier တွေစီကနေပြီးတော့ကျွန်တော်တို့ယူတဲ့ပစ္စည်းတွေအားလဲကိုက supplier ကိုပတ်စံမပေးနိုင်ဆိုရင် supplier စီကလည်းကျွန်တော်တို့ပစ္စည်းတွေယူလို့မရနိုင်ဘူးเนาะဒီလိုပြဿနာတွေရှိတယ်တချို့ဆို block တွေဖြစ်လဲဆိုရင်လာကုန်ကိုနန်းနေလာတာပြည်တယ်အဆင်မရှိဘူးဒါမျိုးတွေချစ်နေတယ်ဆိုတော့ cash is king ဆိုပြီးတော့တောင်းပြောကြတာရှိတယ်ပေါ့နော်ကိုရဲ့ငွေသားဘယ်လောက်ထိအရေးကြီးလဲဆိုတော့ဟောပြနေတာဖြစ်ပါတယ်ဆိုတော့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေမှာ ိကအချက်ကတော့နံပါတ်၁ချက်ငွေပြန်ဖွားခတ်တဲ့ product တွေအများကြီးထုတ်မိနေတာ liquid ဖြစ်တယ်ပေါ့နော်ငွေဖြစ်လွယ်မှုအားနေတဲ့ investment တွေကျွန်တော်တို့အလွန်ကျွံလုံးမိနေတာဒါမျိုးတွေကြောင့်ဖြစ်နိုင်တယ်နောက်တစ်ချက်ကပါရရှိတယ်ဆိုတော့ကျွန်တော်ပစ္စည်းတွေရောင်းနေရတယ်ဒါပေမဲ့အဆန်တွေတော်တော်နဲ့ပြန်မတောင်းနိုင်ဘူးငွေကောက်မှဟာတွေကျွန်တော်နဲ့ပြန်မကောက်နိုင်ဘူး တစ်ဖက်မှာလည်းကျွန်တော်တို့ပေးစာရှိတာတွေကျွန်တော်မြန်မြန်ဆန်းရှောက်ပြီးပြတယ်။အမျိုးတွေကြောင့်ဖြစ်နိုင်တယ်။ဆိုတော့ကျွန်တော်တို့ကရစရာရှိတာတွေမြန်မြန်တောင်းပြီးတော့ပေးစာရှိတာတွေကိုနောက်မှပေးတာလေ cash flow အတွက်နေလောင်းတစ်ခုလို့ပြောလို့ရတယ်ပေါ့လေ။ဆိုတော့ကျွန်တော်ကိုယ့်ရဲ့လုပ်ငန်းအတွက် cash flow management ကအင်တန်အရေးကြီးပါတယ် cash flow နဲ့ပတ်သက်လို့ရှင်အများစု financial management guru တွေအကြံပေးကြတဲ့ဟာတစ်ခုရှိတယ်လုပ်ငန်းတစ်ခုကအမျက်ထက်ငွေသားပို့ပြီးအရေးကြီးတယ်ကျွန်တော်လုပ်ငန်းတစ်ခုကအမျက်မရှိဘဲနဲ့ကျွန်တော်လက်ပတ်လို့ရတယ်အသက်ဆက်လို့ရတယ်ဒီအချိန်တိုကာလတွေမှာပေါ့ဒါမဲ့ငွေသားမရှိဘဲနဲ့ဆက်ပြီးတော့လက်ပတ်လို့မရ အောင်ဒါကြောင့်မို့ဒီ cash flow management အင်မတန်အရေးကြီးပါတယ်ကိုယ့်ရဲ့လုပ်ငန်းမှာစည်ရင်းထဲမှာမြတ်နေပြီမြတ်ကျွန်တော်ငွေစားပြတ်နေရင်ကျွန်တော်မှာအခက်အခဲတွေကြုံလာနေတာဒါကြောင့်မို့ cash flow management ကိုတေချာလေးကျွန်တော်တို့ကလုပ်ဖို့ရည်ကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်